အမေရိကန်ပြည်ထောင်စု USA ရဲ့အကူအညီနဲ့မြန်မာအစိုးရအမျိုးသားစံနှုန်းနဲ့စံချိန်စံညွှန်းတွေတက်မှတ်တဲ့သိပ္ပံနဲ့နှီးပညာသုတေသနရဲ့စံသက်မဲ့ရေးဌာနအင်တာနက်စာမျက်နှာကိုစက်တင်ဘာ19ရက်နေ့ကမိတ်ဆက်လိုက်ပါတယ်။ဒီစံသက်မဲ့ရေးဌာနရဲ့အွန်လိုင်းစာမျက်နှာကဘာလို့ဖို့လဲ။ အခြေခံအဆောက်အုံဆိုင်ရာစံချိန်စံညွန်းသတ်မှတ်ချက်ဥပဒေအရေးသွင်းတဲ့ကန့်ညီမှုရှိမရှိစစ်ဆင်းနိုင်မယ့်အကြောင်းအရာတွေကိုထည့်သွင်းထားသလိုဝန်ကြီးဌာနတစ်ခုကကိုယ်စားလှယ်နှစ်ယောက်စီပါဝင်ပြီးပြည်ရင်းပြည်ပကဘယ်သူမဆိုမြမပြည်အမျိုးသားစံနှုန်းတွေကိုမေးမြန်းနိုင်ဖို့လှုပ်ထားတာကြောင့်ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်ရေးလုပ်ငန်းအတွက်အကျိုးရှိမယ်လို့ညွှန်ကြားရေးမှူးချုပ်ဦးဝင်းခိုင်မိုးကပြောပါတယ်။မြမတိတ်တန်နေဒီပညာကျေးဇူးတော်ချနာအနေနဲ့ခလာခွဲတခုတည်းအမောစတန်ဒတ်ကနေပြီးတော့မြန်မာဝက်ဆိုက်ထောက်ပေးမယ်။ထောက်ပြီးတော့ဒီဝက်ဆိုက်ထက်ပါကျွန်တော်က လိုအပ်တဲ့တရင်အချက်လက်တွေလို့ကျွန်တော်ထည့်ထားပေးမယ်။ဒါပြီးတော့မင်းကြီးနဲ့မိကုန်းနဲ့ဆိုလို့ရှိရင်ပြောလို့ရမယ်။ဘာသတင်းချက်တက်လို့လဲဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်နိုင်ငံရဲ့ National Quality Infrastructure ဆိုတဲ့ရေသွေးချေခံဆောက်အောင်လေပတ်သက်တဲ့အကြောင်းအရာကြီးစံချိန်စံညွှန်းလုပ်နေတဲ့အကြောင်းအရာကြီးရေသွေးနဲ့ကိုက်မှုရှိပြီးဆက်စပ်လို့ရတဲ့အကြောင်းအရာကြီးဒါကြီးကျွန်တော်က website တော့ထားထားပေးမယ်။ဒီနေ့ပြီးပြီးပါနေပြီးတော့ဒီနေ့ပြရတဲ့ဒါဒီ website မှာမိကုန်းနဲ့မိလို့ရမယ်။အဲ့တော့ဒီ website မှာမိကုန်းမိလို့ရှိကိုဖြည့်ဖို့ဆိုတာလေကျွန်တော် ဒီထားရခွေတာမဟုတ်ဘူးအခြားဦးစားနေတော်တော့ပေါင်းပြီးတော့ပြချမှာဖြစ်ပါတယ်ဆိုတော့ကဘာကုံသွဲရေးအဖွဲ့ WTO ရဲ့သဘောတူညီချက်တွေလိုက်နာဖို့ကုံသွဲရေးဆိုင်ရာအတားအဆီးတွေလျှော့ချဖို့အတွက်အခုလို Department of Standard ကို Internet စာမျက်နှာမှာထူထောင်တာဖြစ်ပြီး www.myanmarstandards.org မှာတွားရောက်ကြည့်ရှုနိုင်တယ်လို့ဆူလီရှန်ဂရီလာဟိုတယ်မှာကျင်းပတဲ့မိတ်ဆက်ပွဲမှာပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံထုတ်လုပ်ကုန်တွေကို ဆန်ရင်ဆန်ညွန်သတ်မှတ်တဲ့ကိစ္စနဲ့အရေးသွေးဆန်ရင်ဆန်ညွန်နိုင်ငံတကာအဆင့်ဖြစ်လာဖို့အတွက်သိပ္ပံနဲ့နှီးပညာဝန်ကြီးဌာနဟာစီးပွားရေးလုပ်ငန်းရှင်တွေစားသုံးသူပြည်သူတွေကြားဆက်သွယ်ပူးပေါင်းနိုင်ဖို့ပို့ပြီးပွင့်လင်းမြင်သာပြောဆိုဆက်ဆံနိုင်ဖို့အတွက်သူတို့အနေနဲ့ပံ့ပိုးကူညီတာဖြစ်တယ်လို့ USA ကအရာရှိကပြောပါတယ် and we help support the ministry of science and technology and a range of initiatives to modernize and become more effective so support for this website the ministry of science and technology took the Uh, initiative to set up a website to improve communication with the public, with businesses, and with other government agencies. So we've helped support them on that uh, to learn from how this is done in other kinds of, of countries, sort of international best practice. ံသက်မဲ့ရေးဌာနအင်တာနက်စာမျက်နှာထုတ်လွှင့်မှုမိတ်ဆက်တဲ့အခမ်းအနားကိုဒုတိယဝန်ကြီးဒေါက်တာအောင်ကျော်မြတ်နဲ့ USA ကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး2014ဇူလိုင်3ရက်ကအတည်ပြုခဲ့တဲ့စံချိန်စံညွှန်းဆိုင်ရာဥပဒေအရအမျိုးသားစံချိန်စံညွှန်းအဖွဲ့နဲ့အသိအမှတ်ပြုရေးအဖွဲ့တွေကိုထူထောင်မှဖြစ်တယ်လို့ဆိုပါတယ်။